ပင်လယ်ထဲမှာချက်စားနေတဲ့ကဏ္ဍအီလာသရွားကြီးများအကြောင်းလက်ရှိနဲ့ပင်လယ်ပြင်ကလူသားတို့အတွက်အများအားလို့လျှို့ဝှက်စမ်းကြတဲ့နေရာတစ်ခုဖြစ်နေကြတာပါနေပင်နာတွေတိုးတက်လာတာတောင်မှအဲ့ဒီနေရာကလျှို့ဝှက်ချက်တွေကိုတိတိကျကျသိခွင့်ရဖို့ခက်ခဲနေတော့ပါပဲတချို့ကလည်းဒီနေရာတွေကကဘာနဲ့ပြိုင်တည်ရှိနေတယ်အခြားဆက်ကြဝလာတွေရဲ့ဝင်ပေါက်တွေဆိုပြီးယုံကြည်နေကြတာပါအဲ့ဒီယုံကြည်မှုတွေကလည်းအကြောင်းရှိပါတယ်လက်ရှိနဲ့ပင်လယ်ပြင်ကနေထွက်ပေါ်လာခဲ့တယ်ဆိုတဲ့ထူးထူးဆန်းဆန်းသရွားကြီးတွေကြောင်းပါပဲ ဒီဗီဒီယိုမှာတော့ရာသူနှစ်ပေါင်းများစွာကလေးကပင်လယ်ပြင်ကိုချိန်ချောက်ခဲ့တဲ့ဒဏ္ဍာရီလာတရဝါကြီးတွေအကြောင်းစိတ်ဝင်စားပွဲတင်ဆက်ပေးသွားမှာပါဒီတရဝါတွေဟာကျွန်တော်တို့မသိသေးတဲ့တခြားနေရာကနေရောက်လာတာဖြစ်နိုင်မလားဆိုတဲ့မေးခွန်းကိုလည်းမေးခွန်းထုတ်เสียဖြစ်စေပါ रे ဂျပန်ရဲ့ပင်လယ်တရေယူမီပိုစုကနေကာရီဘီယံရဲ့ထူးဆန်းတဲ့ RC ရဲ့တရဝါကြီးအထိအနာဒီကရဲ့လူသားပုံတရံရေတရဝါနင်ကန်နေကဘာကျော်ကရကန်တရဝါကြီးအထိမျိုးစုံနေအောင်တွေ့ရမှာပါ ဒေဂျာကတော့ဒီတရဝါကြီးတွေကလူသားတွေနားလည်နိုင်စွမ်းရင်ပေါင်းပြင်မှာရှိနေတာပဲဖြစ်ပါတယ်ဘယ်လိုတရဝါကြီးတွေဖြစ်မလဲဘယ်လိုထူးခြားနေမလဲဆိုတာသိရအောင်ဗီဒီယိုလေးကိုလိုက်ပါကြည့်ရှုဖို့ဖိတ်ခေါ်လိုက်ပါတယ်ယူမီဘိုစုဒိုမဟောပင်လနဲ့ရဲ့တင်မောပြတ်တစီဂျပန်နိုင်ငံရဲ့ရှေးဟောင်းရိုးရာပုံမြင်တွေနဲ့ရေချောင်းမှတ်တမ်းတွေထဲမှာတော့ကျောင်းမဖွဲကောင်းတဲ့အရေးမဲကြီးတစ်ခုအကြောင်းအထူးတလည်းပြောဆိုနေကြကြတာပါအဲ့ဒီတော်ကြီးအားညာနေချိန်မှာလက်ရှိနဲ့ပင်လယ်အောက်ကနေတိတ်တိတ်ဆိတ်ထိုးထွက်လာပြီးဒေမတာတွေကိုရုတ်တရက်ချင်းချောက်တက်တယ်လို့ဆိုပါရယ် ဒေသခံတွေကအဲ့ဒီလိုပဲစမ်းကြတဲ့တရားကြီးကိုယူမီဘိုစုလို့ခေါ်ပေါ်ကြပြီးဒီအကောင်ကြီးကအလွန်ကြီးမားတဲ့လူသားအရေးတစ်ခုနဲ့တူတယ်လို့လည်းဖော်ပြကြပါတယ်။ဒနာယီတွေအရယူမီဘိုစုဟာမကြကနာဆိုသလိုတင်မသားတွေကိုစီပိုင်းတစ်ခုတောင်းလေးရှိပြီးအကယ်၍မပေးခဲ့ရင်ဒါမှမဟုတ်သူကိုစော်ကားခဲ့ရင်သူတို့ရဲ့တင်မကိုရဲရဲဆက်ဆက်နင်းမြုပ်ပစ်တတ်တယ်လို့ယုံကြည်ကြပါတယ်။အဲ့ဒီချိန်တုန်းကတင်မသားတွေကရိတ်ခါတွေကိုစီကြီးတွေနဲ့ထည့်ထားကြတာပါ။ ီမမင်းတွေရောရုတ်တရက်ဖြစ်ပေါ်တတ်တဲ့ဘယ်လမင်းအန်ဒီယယ်တွေနဲ့မမြင်နိုင်တဲ့အင်အားတွေကိုဒေမော်သားတွေကကြောက်ရွံ့ပြီးပုံဖော်ထားတာဆိုတဲ့ယူဆချက်တွေလည်းရှိနေကြတာပါ LCA ဒိုမဟုတ်ကာရီဘီယံမှာငမန်းတစ်ပိုင်းရေပွဲတစ်ပိုင်းတာရေကာရီဘီယံဒေသရဲ့နေထူးတဲ့ပင်လယ်ပြင်အောက်မှာတော့ဘိုဘီထူးဆန်းနဲ့ဒဲလန်စီယာကောင်းတဲ့သရဝတိတကောင်ရှိနေတယ်ဆိုတဲ့ပုံမြင်တွေရှိခဲ့ပါတယ်ဒေသခံတချို့ကတော့သူတို့မျက်စိနဲ့တွေ့ခဲ့တဲ့လူတော်ပြောခဲ့ကြတာပါ ဒီအကောင်ကြီးကို LCA လို့ခေါ်ကြပြီးသူရဲ့ရုပ်သွင်းပြင်ကိုတော့ထူးထူးခြားခြားပေါင်းဆက်ဖန်တီးထားသလိုမျိုးဖော်ပြကြပါရည်ပြောကြတာတွေကတော့ SCA ခနာကိုရဲ့အပေါ်ပိုင်းကကျောင်းမဖွဲ့ရောင်းမန်းကြီးတကောင်နဲ့တူပြီးခနာကိုရဲ့အောက်ပိုင်းကတော့လက်တန်ရှစ်ချောင်းပါတဲ့ရေပွဲတကောင်နဲ့စင်တူရဲလို့ဆိုပါရည်ဒီဒူဆန်းတဲ့တတော်ဟာနန်းနေတဲ့ရေအောက်ကိုရည်နဲ့ကျောင်းဆောင်တွေကြားမှာပုံအောင်နေလေးရှိပြီးသူကမတော်တဆတွင်မြင်မိတဲ့သူတွေဆိုရင်နောင်ဘွားတီကန်ဆိုးမှုမှောင်မှုတွေစတိုက်ကြရောက်တတ်တယ်လို့ဒေသခံတွေကအခိုင်အမာယုံကြည်ကြပါရည် စတန်ဒါစီအေဗ်ဒိုမဟုတ်ဘယ်ရင်ပင်နယ်ကမြောက်ဝင်းတစ်ပိုင်းဖြန်တစ်ပိုင်းတရဝဝါဆက်ရှိရာစုနှစ်အတွင်းလောက်မှာရရှားလူမျိုးစုစမ်းလေးလာရေးသမားဂျော့ဝီလီယမ်စတဲလာကဘယ်ရင်ပင်နယ်ကိုဖျက်ဆီးတဲ့သူ့ရဲ့သူတေသနာခရီးစဉ်တွင်မယုံကြည်နိုင်စရာတွေးမြင်မှုတစ်ခုကိုမှတ်တမ်းနေခဲ့တာပါသူနဲ့သူ့ရဲ့အဖွဲ့သားတွေဟာကန်ယူရန်ဒီမှာထူးဆန်းတဲ့တရဝဟာတကောင်ကိုတွေးမြင်ခဲ့ကြတယ်လို့ဆိုပါတယ်စတဲလာရဲ့ပေါ်ပြချက်အရအရေးတော်ဟာမြောက်ဝင်းတကောင်နဲ့အတော်လေးဆင်တူတဲ့မျက်နှာနဲ့ကောင်ကိုပိုင်ဆိုင်ထားပြီးခနာကိုကတော့အမွေးအမြင်တွေနဲ့ပုံလွှမ်းထားတဲ့ဖျံတကောင်ရဲ့ခနာကိုနဲ့တူတယ်လို့ဆိုပါတယ် အားကြောင့်မေးဒီအကောင့်ကြီးကို Stellar Sip 8လို့နာမည်ပေးခဲ့တာပါသူတို့ကအဲ့ဒီတော်ဟာကိုရေထဲမှာလင်းမြန်စွာရေကူးနေတာကိုတွေ့မြင်ခဲ့ရပြီးလူသားတွေကိုစူးစမ်းတဲ့ပုံစံနဲ့ကြည့်ရှုနေတာကိုလည်းဒိဗျူမိခဲ့ကြပါတယ်ဒါဟာတကယ်ပဲသိပ္ပံပညာရှင်တွေမသိသေးတဲ့ရေနေနှုတ်တိုက်တော်ဟာမျိုးစိတ်တစ်ခုလားဒါမှမဟုတ်ရေဝဲတမျိုးမျိုးကိုအမြင်မှားလားဆိုတော့အခုဒီအဖြစ်မထွက်သေးတဲ့လေဝဲချက်တစ်ခုအဖြစ်ရန်ရှိနေစေပါထရန်ကိုဒါမှမဟုတ်တောင်အာဖရိကကမ်းခြေမှာစင်နမောင်းနဲ့အမွေးထူသောတရဝါ 2024ခုနှစ်မှာတောင်အာဖရိကနိုင်ငံရဲ့ market ကမ်းခြေမှာတွေ့မြင်ခဲ့ရတဲ့ထူးဆန်းတဲ့သတ္တဝါရဲ့ပုံမြင်ကတော့ပိုပြီးတော့တောင်ထူးခြားဆန်းပြပြီးအံ့ဩစရာကောင်းပါတယ်။မြန်မာသတိရရဲ့ပြောပြချက်အရအဲဒီသတ္တဝါဟာအလွန်ကြီးမားပြီးစင်နမောင်းနဲ့အလားတူတဲ့ရှေးလျားတဲ့အင်္ဂါတခုကိုပိုင်းဆိုင်ထားတယ်လို့ဆိုပါတယ်။တူရခနာကိုတစ်ခုလုံးဟာထိုးတဲ့အဖြူရောင်အမွေးတွေနဲ့ပုံလန်းနေပြီးဝေလာငါးတကောင်ရဲ့ပုံစံလေးပေါက်နေကြတာပါ။ဒီသတ္တဝါကြီးရဲ့ပုံစံကအမွေးတွေဝေလာငါးကြီးကိုစင်နမောင်းတက်ထားတဲ့ပုံစံမျိုးပေါက်နေတာဖြစ်ပါတယ်။ အောင်ရကောင်းတာကအဲ့ဒီတော်ဟာရမောင်းများစွာခန်းကြီးမှာလဲလျောင်းနေခဲ့ပြီးလူအများအပြားကလည်းခက်လန်းလန်းကနေဆက်ဆူပြီးကြီးခဲ့ကြပါသေးတယ်။အနာဂတ်တော့မကယ်ရဲခဲ့ကြပါဘူး။နောက်ကျတော့ဒီကောင်ကြီးကရေထဲပြန်ဆင်းသွားခဲ့တာပါ။အားအကြောင့်တဲ့ပြန်ပညာရှင်တွေကလည်းဒီကောင်ကြီးအကြောင်းကိုမလေးလာနိုင်ခဲ့ကြပါဘူး။ဒါပေမဲ့ဒီကောင်ကြီးကိုတော့ Tranco ဆိုပြီးနာမည်ပေးတော့ပေးခဲ့တာပါ။ဒါပေမဲ့ဒီကောင်ကြီးကနောက်ထပ်ဘယ်တော့မှပြန်မပေါ်လာခဲ့တဲ့အတွက်လူတွေနားမလည်နိုင်တဲ့ဗဟေတိတစ်ခုအဖြစ်ဆက်ပြီးကြံနေခဲ့တာပါ။ လူအများအပြားကတွေးခဲ့ပူတဲ့အတွက်တကယ်ရှိခဲ့တဲ့ဆိုတဲ့ကိစ္စကိုတော့အတည်ပြုလို့ရပါတယ်။အိုဂိုပွန်ကိုဒမဟိုအိုကန်ကန်ရေကန်မမွေလိုလိုဒိုင်နိုဆောလိုလိုတရဝါကြီး။လာပြန်ပြီးနောက်တစ်မျိုးလိုပဲပြောရမှာပါ။ကနေဒါနိုင်ငံဗြိတိရှ်ကိုလံဘီယာပြည်နယ်လာပါတဲ့အိုကန်ကန်ရေကန်ရဲ့နန်ရှိုင်းနီအောက်ခြေမှာတော့အိုဂိုပွန်ကိုလို့ခေါ်တဲ့မွေလိုလိုလေဘင်းရှိဒိုင်နိုဆောလိုလိုအကောင်ကြီးတစ်ကောင်ရှိရလို့ပြောနေခဲ့ကြပါတယ်။ဒီလောက်ကနေတဲ့နိုင်ပုံမြင်တွေထဲမှာလေဒီအကောင်ကြီးအချောင်းကအမြဲပါနေကြတာဖြစ်ပါလေတချို့တွေကလည်းဒီအကောင်ကြီးကိုတကယ်တွေးခဲရတယ်လို့ပြောနေကြတာပါ ရမီတွင်ရှိသူတွေရဲ့အဆိုအရအိုကိုပုံကိုဟာအလုံးရှည်လျားတဲ့ခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားပြီးယမနဲ့ပင်ပေါ်မှာလိုင်းထနေတဲ့ပုံစံမျိုးနဲ့ရွေလျားသွားတတ်တယ်လို့ဆိုပါတယ်။သူ့ရဲ့ကောင်းဟာမြင်းဒါမှမဟုတ်တိုးနဲ့အတော်လေးစင်တူတယ်လို့လည်းဖော်ပြကြပါတယ်။ဒေသခံတွေကတော့အိုကိုပုံကိုဟာရေကန်ကိုစောင်းလျှောက်တဲ့နန်ဘလူးတစ်ပါးဖြစ်တယ်လို့ယုံကြည်ကြပြီးသူ့ကိုမလေးမကန့်ပြုမှုရင်းဒေါ်လာထွက်ပြီးမုံတိုင်းတွေဖန်တီးတတ်တဲ့အကောင်လို့လည်းယုံကြည်နေခဲ့ကြတာပါ။တချို့စိုးစမ်းသူတချို့ကဒီကောင်ကြီးကိုတွေးကျင်လို့လိုက်ရှာကြပေမဲ့မတွေးခဲ့ကြရပါဘူး။ ဒါပေမဲ့ဒေသခံတချို့နဲ့ရေကန်နားနေကြတဲ့ကဩဂုတ်ပုံကိုကြီးရေကန်နဲ့သွားလာနေတာကိုတွေးခဲ့တယ်ဆိုပြီးလဲပြောနေခဲ့တာအကြောင်းဒီကိစ္စကရုံရခက်မရုံရခက်အခြေအနေကြီးဖြစ်နေခဲ့ပါတယ်ဟက်ကူဖာဒိုမဟုတ်နော်ဝေဒနာယူတာအကျုံဘလူးဒီရေသရာကြီးအကြောင်းကနော်ဝေဒနာယူပုံမြင်တဲ့ရေအောင် North ကျန်းစာတွေမှာတော့အကျယ်တွင်းပေါ်ပြထားရတာပါဒီကောင်ကြီးကတော့ဘလူးချုံမဟုတ်တဲ့ဂျုံဘလူးပါပဲသူတို့ကတော့ဟက်ကူဖာလို့ခေါ်တဲ့အေယာမရေသရာကြီးပဲဖြစ်ပါတယ်သူရဲ့ရွယ်စားအကျုံတစ်ကျုံလေးပါရှိပါတယ် နောက်ပြီးခန္ဓာကိုယ်ပေါ်ပိုင်းကိုရေထဲမှာဖော်ထားတက်ပြီးမသိရင်ကြိုးတကြုံလိုပုံစံဖြစ်နေတာပါဒဏ္ဍာရီပုံမြင်တွေထဲမှာလည်းဟက်ကိုပါကြီးကသူ့ရဲ့ပါဇက်ကိုဟာပြီးဒီမော်ရီရေရင်တွေကိုမျိုးချတဲ့တယ်လို့ဖော်ပြထားတာပါပြီးတော့အသက်ရှူထုတ်ပြီးမုံတိုင်းတွေဖန်တီးနိုင်တယ်လို့လည်းအယူရှိနေကြပါတယ်ဒါပေမဲ့ဒီလောက်ကြီးတဲ့အကောင်ကြီးကိုဘသူကမှမျက်ဝါးထင်ထင်မတွေ့ဘူးကြားသေးပါဘူးအရာကြောင့်ဘယ်နဲ့ပြင်းမခံမနိုင်တဲ့အန်ဒီယယ်တွေနဲ့တဘာဝဟဲ့ကြောင့်မဲ့ဖွေရအင်အားတွေကိုတင်မသားတွေပုံဖော်ပြီးပြောဆိုခဲ့ကြတဲ့ဒဏ္ဍာရီတစ်ခုဖြစ်ဖို့များနေပါတယ် Organizing 46B ဒေါ်မောင်အနာဒီကမှာပုံတံပြောင်းနိုင်တော့ရေပွဲတရဝဒီတကပြပြသွားမယ့်အကောင်ကတော့နည်းနည်းတော့တိတ်ပင်ဇလန်းဆန်နေတာပါဒီတရာကြီးကို Organizing 46B လို့ဘယ်သူကနာမည်ပေးလိုက်မှမသိပေမဲ့အဲ့ဒီနာမည်တွင်သွားပါရယ်အနာဒီကရဲ့အိတ်ဆက်တဲ့ရေပင်ထဲမှာဒီကောင်ကြီးကခိုအောင်နေပြီးဒီကတလေကျရင်ထွက်ပေါ်လာတတ်တယ်လို့လည်းပြောနေကြတာပါဒီလိုကနေဒီကောင်ကြီးကိုဟိုလူကလည်းတွေးလိုက်တယ်ဒီလူကလည်းတွေးလိုက်တယ်ဆိုရဲဂေါလာဟာလာရဲ့ပြင်ဝေါ်တော်ဝါဓာတ်ပုံတချို့တောင်ထွက်လာခဲ့ပါရယ်နောက်ပြီးဒီကောင်ကြီးရဲ့မူလပုံစံက ရေပွဲနဲ့ဆင်တူပေမဲ့တခါတလေကြာရင်ပုံစံတွေပြောင်းသွားတတ်တယ်ဆိုပြီးဖြစ်လာခဲ့တာပါဟုတ်လားမဟုတ်လားမသိပေမဲ့ဒီကိစ္စကအနာဒီကကိုစူးစမ်းနေတဲ့ဒိဗန်ပညာရှင်တွေဝင်ပါရတဲ့ကိစ္စတော့ဖြစ်လာခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုရင်တချို့ဒိဗန်ပညာရှင်တွေကတကယ်ရှိနေတဲ့အကောင်လို့ယူဆနေကြတယ်လို့တချို့ကလည်းစိတ်ကိုယဉ်မိဖန်တီးထားတာလို့ယူဆနေကြလို့ပါပဲ။ဒီချိန်မှာပဲကောလာဟလတချို့လည်းထပ်ထွက်လာခဲ့ပါတယ်။အရာတော့အစိုးရရဲ့လိုအပ်စီဝါလက်နက်စံတမှုတစ်ခုရဲ့မတော်တဆအရာလည်းဖြစ်နိုင်တယ်လို့ထင်ကြပေးကြပြီး တချို့ကတော့လုံးဝမသိရသေးတယ်။နန်းနေတဲ့ဘင်းလန်သရောမျိုးစိတ်တစ်ခုဖြစ်နိုင်တယ်လို့ယုံကြည်နေကြပါရည်။ဒါပေမဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတိကျခိုင်လုံနဲ့တိုက်ပံတိကျထောက်ထားတွေကတော့အခုချိန်ထိရှားဖွေတွေးရှိနိုင်ခြင်းမရှိသေးပါဘူး။နိုင်ငံဒိုမဟုတ်အနာဒီကရေခဲပြင်းမှလူသားနဲ့တူသောဘင်းလန်သရောဝါဒီတကာကလည်းအနာဒီကရေခဲပြင်းတွေစီကယုံရခဲ့တဲ့ဇာတ်လမ်းတစ်ပုဒ်ပါပဲ။အနာဒီကဆိုပေမဲ့ဒီဇာတ်လမ်းကိုတင်လာတဲ့သူတွေကဂျပန်သင်္ဘောသားတွေဖြစ်ပါတယ်။ သူတို့ကဒီနေရာရဲ့အေးဆက်တဲ့ရေပြင်အောက်မှာလိုတဲ့တူလုံးနဲ့ရေတရွာကြီးတကောင်တွေ့ခဲ့တယ်ဆိုပြီးပြောခဲ့ကြတာပါဒီဇလန်တွေတပြေးပြေးပြန့်နှံ့လာတဲ့အချိန်မှာမျက်မြင်တွေ့ဘူးတဲ့ဆိုတဲ့သူတွေကလည်းထပ်ပြီးထွက်ပေါ်လာခဲ့ပါတယ်တွေ့ဘူးတဲ့သူတွေရဲ့ဆိုရအဲဒီလိုဝဆန်းကျတဲ့တရွာဟာအရာမအရွယ်စားရှိတယ်လို့အပြူအောင်ချုံးမှုတဲ့အသားကိုပိုင်ဆိုင်ထားပြီးလူသားစံနေမျက်နှာနဲ့လက်တွေလိုမျိုးအင်္ဂါစိတ်ပိုင်းတွေပါရှိတယ်လို့ဆိုပါတယ်တချို့ကဒီကောင်ကြီးကရေခဲပင်အောင်မှလင်းမြန်းသွားရေကူးသွားတာကိုမြင်တွေ့ခဲ့ရတယ်လို့ပြောပြီး တချို့တွေကတော့သူတို့ရဲ့တင်မောကိုစူးစိုက်ကြည့်ရှုနေတာကိုတွေ့ခဲ့ရတယ်လို့ဆိုကြပြန်ပါတယ်။အရင်နေမှန်သွားနိုင်လို့ပဲဂျမန်တင်မောသားတွေကဒီကောင်ကြီးကိုနေကန်းလို့နာမည်ပေးလိုက်လားတော့မသိပါဘူး။နောက်ပြီးဒီတွေ့မြင်မှုတွေဟာအမှန်တကယ်ဖြစ်ပျက်ခဲ့တာလား။ဒါမှမဟုတ်အေးဆက်တဲ့ပင်လယ်ပြင်ရဲ့အလင်းရောင်နဲ့ရေကပင်ရဲ့ထင်အောင်ထင်မှားဖြစ်စေတဲ့တရားမှုတွေကြောင့်အမြင်မှားလားဆိုတော့တော့အခုထိအငင်းပွားစရာဖြစ်ကြန့်ရှိနေစေပါ။ကရာကန်ဒါမှမဟုတ်ဒနာဟီလာတင်မောဖြတ်အေယာမရေပဝဲ။အခုပြောမယ့်အကောင်ကြီးကတော့တင်မောသားတွေရဲ့အိမ်မက်ဆိုးတတော်ကြီးပါပဲ။ ကရာဂန်လို့ခေါ်တဲ့ဒီအကောင်ကြီးတကယ်ရှိခဲ့တယ်ဆိုပြီးရေခိဓမ္မသာအများစုကတော့ယုံကြည်ထားခဲ့ကြတာပါကရာဂန်ကအလွန်ကြီးမားပြီးဘေကျင်းကားလိုလိုရေပွဲလိုလိုပုံစံလိုရှိတယ်ဆိုပြီးလည်းပြောနေကြပါတယ်ဓမ္မသာတွေရဲ့ပုံမြင်တွေမှာအရာမရေပွဲကြီးနဲ့တိုက်ခိုက်ခဲ့ရတယ်ဆိုတဲ့ဇာတ်လမ်းတွေလည်းအများကြီးရှိနေတာပါပုံမြင်တွေအရဆိုရင်ရေရောက်ကနေအရာမလက်တန်းကြီးထွက်လာပြီးဒီမော်ရီကိုရေပတ်ဖြတ်စည်းကရေနဲ့သေးကိုဆွဲချသွားခဲ့ရင်ကရာဂန်ရဲ့လက်ချက်လိုပဲယုံကြည်နေခဲ့ကြပါတယ်နောက်ပြီးဒီပုံမြင်ကရာစုနဲ့ခြေပြီးကိုရှိနေကြတာပါ အထောက်ထားတချို့ရတော့ပင်လယ်ထဲမှာနှိမ့်ချို့ရေပွဲကြီးတွေရှိတတ်ပြီးတခါတလေသင်္ဘောသားတွေနဲ့ရင်ဆိုင်ရတာမျိုးရှိတတ်ပါတယ်။ဒါပေမဲ့ဒီဇလန်နဲ့ကလောက်တော့အရွယ်မကြီးလာပါဘူး။ဒါပေမဲ့အန်ဒရဘေးနိုင်စွန်းကတော့အတိုင်းအတာတစ်ခုထိကိုရှိနေတာပါ။အဲဒါကြောင့်ဒီရေပွဲကြီးတွေကိုပဲကရာကန်ဖြစ်ဖန်တီးလိုက်တာလားလို့ပဲယူဆရမှာဖြစ်ပါတယ်။လီဗီရာသန်သို့မဟုတ်ရှေးအောင်ကျန်းသာလာမွေဘလူးနောက်ဆုံးအနေနဲ့ရှေးအောင်ဘာသာရေးစာပေတွေနဲ့ဒါနာရီပုံမီနေမှာပေါ်ပြထားတဲ့အင်အားကြီးမှပြီးကျောင်းမဖွဲ့ရောက်ကောင်းတဲ့ဘေးလယ်မွေကြီးလီဗီသန်ကျောင်းကိုပြောပြခြင်းပါတယ်။ ပေါ်ပြချက်တွေအရလေဗီတန်ကအရန်ကိုလောသကြည့်ပြီးဆက်ဆက်တိမခံတတ်တဲ့မွေမလူးကြီးလိုသိထားရတာပါ။နောက်ပြီးသူရဲ့ခွန်အားကအရန်ကိုကြီးမားတယ်လို့လည်းပေါ်ညွန်ထားပါရယ်။ဘလောက်တောင်ခွန်အားကြီးမားလဲဆိုရင်နဗျားတွေကတော့မနိုင်တဲ့အထိမထိန်ချုံနိုင်တဲ့အထိကြီးတယ်လို့ပြောထားတာပါ။လေဗီတန်ကပုံမှန်ဆိုရင်သမုဒ္ဒရာနှစ်ပိုင်းထဲမှာသူ့ဟာသူနေတက်ပြီးမိတော့တွေလည်းမှုန်နိုင်တယ်လို့မာကျောတဲ့အခြေခွန်ရှိတယ်လို့လည်းဆိုထားပါရယ်။အရာကြောင့်ပင်လယ်နဂါးတကောင်လားဆိုပြီးယူဆနိုင်စရာလေးရှိနေတာပါ။ တနအိပုံမီတွေရတော့လီဗီတန်ကကဘာကြီးကိုသူ့ရဲ့ကိုလုံးနဲ့တောင်ပတ်ထားတယ်ဆိုပြီးပြောနေတာဖြစ်ကြောင်းဝေမျှလိုက်ရင်ဘာမှမသိတဲ့တရွာကြီးများအကြောင်းကိုဒီမှာပဲနေကုန်းချုပ်လိုက်ပါတယ်အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်